ဒီကတော့နည်းနည်းတိုက်ပါတယ်။နိုင်ရီတော့ထောင်ကြီးမျိုးရဲ့အမြကန်တာပန်းချံမှာလမ်းလျှောက်သွားပါလေ။အခုတလော မိုးကအဆက်မပြတ်ရွာတဲ့အတွက်မနေ့ကမှလမ်းလျှောက်တဲ့လူတတော်လေးနေပါတယ်။ခဲ့တဲ့ဆောင်းထဲမှာမနေ့ကလမ်းလျှောက်တဲ့လူတတော်လေးများပါတယ်ရှင်။လမ်းလျှောက်အပြင်ဈေးမှာနံပြားနဲ့ပေပြုတ်ဝယ်ခဲ့ပါတယ်ရှင်။ ပဲပြုတ်ရောင်းတဲ့စီမှာမက်ပဲကြော်လဲရတာမို့စားကျင်တာနဲ့ဝေခဲ့ပါတယ်ကကျမရဲ့မနှက်စာပါမနှက်စာစားပြီးရင်နှေးလည်စာချက်ပါတော့မယ်။ဦးနှီးဆိုင်မှာအုံဒီတစ်ခါလေးဝယ်ပြီးတော့အုံလို့ညှစ်ခဲ့ပါတယ်ရှင်။ ။ငငယ်တုန်းကမိုးရင်းရောက်ရင်အဖွားချက်ကြီးတဲ့အုံထမင်းနဲ့ကြက်သားဟင်းကိုသတိရမိပါလေ။ဒီမှာကမုံလာဥနီလီပေါ်တဲ့အတွက်ထဲပါမယ်။တော့ကျမချက်ချင်းတို့ချက်တဲ့အုံထမင်းလေးပါ။မောင်လာဦးနီနဲ့တက်သွင်းနေကိုပရမအူဆုံးစီနဲ့ကြော်ပါတယ် တော့စီတက်ထားတဲ့ဥနီနဲ့ကျက်သွန်နေတဲ့ကိုအုံတို့အနေငယ်ထဲပါတယ်ရေးဆေးထားတဲ့ဆန်တဘူးခွဲခန့်ကိုထည့်ပြီးတော့ကြော်ပါတယ်ရှင်လက်ဖက်စားစွန်းနဲ့စားတစွန်း၊ကြားသုံးစွန်းထည့်ပါလေ။အချို့မကြိုက်ရင်တော့ကြိုက်တယ်လို့ကြိုက်တဲ့လောက်ပဲထည့်နိုင်ပါလေရှင်။ ြီးရင်ကြော်ထားတဲ့ဆန်ကိုထမင်းပေါင်းအိုးထဲထည့်ပြီးတော့အုံနိုးနဲ့ရေထက်ထည့်ပြီးတော့ချက်လိုက်ပါတယ်။အုံနိုးအစ်စ်ဆိုတော့ရေကျဲပြီမဲ့အရသာကစိတ်နေပါတယ်ရှင်။ဒီနေ့တုန်းကဝေထားတဲ့အိမ်ချက်လေးပါ စီမတက်ပဲလုံးချက်လေးချက်မှလာရှင်

ွတ်နီကျက်တွန့်ဖြူကိုကြော်ပါလေရှင်တွန့်ဖြူကျက်တွန့်နီကျက်ပြီးဆိုရင်ဆယ်ထားပြီးငပိကိုကြော်ပါလေရှင်ပြီးရင်ထောင်းထားတဲ့မစုံချောက်ကိုထည့်ပါမယ်ရင်ပီခွဲချမ်းထည့်ပြီးရင်စိတ်ထားတဲ့မကြီးသီးမဲ့ရီထည့်ပါတယ်။ရင်ပီထည့်ပြီး မီးကိုအနိုင်ဆုံးမှာ ထားရပါတယ်ရှင်ဆူဆောကကြော်ထားတဲ့ချစ်တွန်ဖြူချစ်တွန်ကြီးထဲပြီးချက်ပါလိရှင်။မပိပါလိသားမူစာအနေငယ်နဲ့ထဲပါလေ။အခုချက်တဲ့ဟင်အားလုံးဟာအချို့ဖို့ချက်သားမူလုံးဝမထဲပါဘူးရှင်။သူအရသာအတိုင်းကောင်းတာဟင်းတွေမို့ပါရှင်။ ော့ပြုတ်ထားတဲ့ကလပဲနှက်ဖို့စီတတ်တာပါပြုတ်ထားတဲ့ကလဲပဲထည့်ပြီးအပေါငံစိတ်ကြိုက်ခဲ့ပါစူပီးချင်းငါးပြားလောက်ထည့်ပါတယ် ေးနှက်ထဲကဂျင်းပက်လေးဝါစားရတာကြိုက်လို့ပါရှင်ဒါကညောင်ရွှေရတငယ်ချင်းပြီးတယ်မချစ်စုတည့်တီစိန်လေးပါရှင်တည့်တီလေးကိုစီစိန်လေးစမ်းပြီးတော့မြေပဲမုတ်လေးနဲ့တုပ်ပါပါ ီစိတ်နေတဲ့အုံထမင်းလေးစားကြပါအောင်ရှင်စားပြီးရင်တော့ကြေးကြစီလေးတောက်ပါရှင်